ကျွန်တော်တို့ကွန်ပျူတာစကရင်ပေါ်မှာ အောက်ခြေလေးမှာရှိနေတဲ့ test bar ကကျွန်တော်တို့ပျောက်နေတယ်။မောင်းနဲ့ကျွန်တော်တို့ထောက်လိုက်တယ်ဆိုရင်တော့ဒီရဲ့ test bar လေးကပြန်ပေါ်လာပြီးတော့ကွန်ပျူတာစကရင်ပေါ်မှာအခုလိုမျိုးမောင်းရွှေ့လိုက်တဲ့အခါမှာအောက်ခြေမှာရှိနေတဲ့ test bar လေးကပျောက်ပျောက်သွားတယ်။ဒါကိုကျွန်တော်တို့ကပုံမှန်အတန်းလေးပြန်ပြီးတော့ထားခြင်းနဲ့ဘလို့လောက်ရလဲဆိုပြီးတော့မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်။အခုလိုမျိုးကျွန်တော်တို့ test bar ကပျောက်နေပြီးတော့ မောင်းနဲ့ထားလိုက်တဲ့အခါမှာအခုလိုမျိုးလေးတွေကျွန်တော်တို့ပြန်ပြန်ပြီးတော့ပေါ်လာတယ်ဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပြန်လည်ပြီးတော့ဖြစ်ဖို့ရာအတွက်ကွန်ပျူတာစကရင်ရဲ့လွတ်တဲ့နေရာလေးမှာမောင်းရဲ့ right click လေးနှိပ်ပေးရပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ personalize ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးရပါမယ်။ personalize ထဲကိုရောက်လာပြီဆိုရင်တော့အောက်ခြေမှာရှိနေတဲ့ test bar ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီအပေါ်နာလေးမှာဘာသွားတွေ့ရလဲဆိုတော့ automatically hide the desk by desktop mode ဆိုတဲ့နေရာလေးမှာ on ဖြစ်နေတာတွေ့ရပါတယ်။ဒါဆိုရင်ဒီရဲ့နေရာလေးမှာ on ဖြစ်နေတာလေးကိုကျွန်တော်တို့ပိတ်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ computer screen ပေါ်မှာအောက်ခြေလေးမှာရှိနေတဲ့ DS desk bar လေးကမပြောက်တော့ဘဲနဲ့ကျွန်တော်တို့ပုံမှန်အတိုင်းလေးပဲအများတန်းကျွန်တော်တို့ပြန်ပြီးတော့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။